အားလုံးမင်္ဂလာပါရှင်။ကျမနာမည်ကဆန္ဒမြင့်ပါ။ကျမကအခု2025ခုနှစ်ဒီဇင်ဘာလမှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲမှာကျမတို့ကတတအားနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မယ့်ပိုစတယ်နောက်တစ်ယောက်ဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော် channel ကနေပြန်လည်မှတ်ထုတ်ပလိုက်ရပါတယ်။အားသမီးတွေကလည်းဝေရောက်ရှင်ပြိုင်မယ့်ဒေါ်စန္ဒမြင့်ပြောတာချက်လေးကိုတင်ဆက်ပေးလိုက်ပါခင်ဗျာ။ကျမကလတာမျိုးနယ်ရဲ့ဤသူလှတ်တော်ပိုးစလေတယောက်ဖြစ်နေမြောင်းရှိတိုင်းမှာပဲဖြစ်ပါတယ် ကျမ2012ခုနှစ်မှာကျမဟာမိသူလွတ်တော်ကနေပြီးတော့ဟိုဈာဖြဲရွေးကောက်ပွဲနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်နေဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲ့တော့ပြည်တော်စုလွတ်တော်ကြီးမှာလည်းတာဝန်ထမ်းဆောင်ခဲ့မှုပါတယ်။အဲ့ဒီလိုပါပဲ2015ခုနှစ်မှာရန်ကုန်တိုင်းဒေသကြီးရဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်နေလေတာဝန်ထမ်းဆောင်ခဲ့မှုပါတယ်။ဒါကြောင့်ကျမဆန္ဒမင်းဟာလွတ်တော်အတွေ့အကြုံ20ရှိပါတယ်။ ဓာတာမျိုးနယ်အတွက်ပြည်သူလူထုအတွက်တာဝန်ထမ်းဆောင်မှုအသင့်ရှိပါတယ်။ဘာကြောင့်ကျွန်မဓာတာမျိုးနယ်ကိုဝင်ရောက်ရှင်းပြရလဲဆိုတော့ဟာကိုတော့အခုကျွန်တော်တင်ပြချင်ပါတယ်။ဓာတာမျိုးနယ်ဟာရန်ကုန်မြို့ရဲ့ဒေါန်တောင်မြို့နယ်တစ်ခုဖြစ်တယ်။ဓာတာမျိုးနယ်မှာရက်ွက်ကလေးကတော့၁၀ခုပဲရှိတယ်။သို့တော်လည်းဒီရက်ွက်ကလေး၁၀ခုအတွက်တင်မဟုတ်ဘူး။ရန်ကုန်တမြို့လုံးရဲ့ပြည်သူလူထုအတွက်အချက်ချကြတဲ့ မြို့နယ်လေးတမြို့နယ်လေးဖြစ်တယ်။ဒီမြို့နယ်တွေမှာဈေးတွေဈေးရုံတွေကျောင်းတွေဟလာတဲခိုးကန်းတွေအာစီးပွားရေးလုပ်ငန်းတွေအများကြီးရှိပါတယ်။ရွှေဆိုင်တွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်မို့လို့လတာမြို့နယ်လေးတစ်ခုတဲကိုပဲကွက်ကွက်ကွင်းကွင်းကျမတို့ကြည့်လို့မရပဲနဲ့ရန်ကုန်မြို့နယ်ပြည်သူလူထုအားလုံးအတွက်အားကိုးရတဲ့မြို့နယ်တစ်ခုဖြစ်ဖို့ကိုကျမတို့စဉ်းစားထားဖို့လိုအပ်ပါတယ်။ ။ဒါကြောင့်လေမြန်ကုန်မြို့မှာမြို့နယ်လေးကတော့တည်တည်လေးပဲဖြစ်တယ်။ဒါပေမဲ့လုံဆောင်ရမယ့်လုပ်ငန်းကြီးတွေကတော့အချီးမာကြီးပါဝင်ရှိတာဖြစ်တဲ့အတွက်ကျွန်မလာတာမြို့နယ်ကိုရွေးချယ်တာပဲဖြစ်တယ်။ကျွန်မအနေနဲ့အခုဒီ2025ခုနှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲမှာတတိပုဂ္ဂလကိုယ်စားလှယ်ဖြစ်နေဝင်ရောက်ရှင်တိုင်းမှာဖြစ်ပါတယ်။ဘာကြောင့်တတိပုဂ္ဂလဖြစ်နေဝင်ရောက်ရှင်တိုင်းရတာလဲဆိုတော့ယခင်ယခင်လုံးကတော့ကျမတို့ကပါတီကြီးနောက်ဟန်အနေနဲ့ဝင်ရောက်ရှင်တိုင်းခဲ့ပါတယ်။ အတိပုက္ကလလွတ်တော်ကိုယ်စားလှယ်ဖြစ်နေဝင်ရောက်ရှင်ပြန်ရခြင်းကအာပါချက်တွေအားနည်းချက်တွေလည်းအများကြီးရှိပါတယ်အာပါချက်တွေကပုံပြီးများတယ်ဆိုတဲ့ဟာကိုအခုတတိပုက္ကလလွတ်တော်ကိုယ်စားလှယ်ဖြစ်နေဝင်ရောက်ရှင်ပြန်တော့မယ့်အချိန်ဒီမှာကျမတို့ပို့တိလာတယ်။ဘာဖြစ်လို့လဲဆိုတော့တွတ်တော်ကိုယ်စားလှယ်တယောက် ဟလာပါတီရဲ့လွတ်တော်ကိုယ်စားလောင်းဖြစ်တဲ့ဝင်ရောက်ရှင်းပြမယ်ဆိုရင်တော့ကျမတို့ဟာပြည်သူလူထုကတင်ပြတဲ့အခက်အခဲတွေကိုပါတီနဲ့ညှိနှိုင်းပေးရတယ်။ပါတီရဲ့မူဝါဒနဲ့ကွဲလွဲနေတယ်ဆိုရင်တွတ်တော်မှာကျမတို့တင်ပြဆွေးနွေးလို့မရဘူး။သို့တော်လေတတိပုဂ္ဂလတွတ်တော်ကိုယ်စားတယောက်ဆိုလို့ရှိရင်တော့ဟလာပြည်သူလူထုကသူ့ရဲ့အခက်အခဲကိုဟိုတိုင်းရိုက်တွတ်တော်ကိုယ်စားလောင်းကိုတင်ပြတာမျိုးတွေနိုင်ငံတော်ရဲ့မူဝါဒရေမှားယွင်းနေတာတွေကိုတတိပုဂ္ဂလတွတ်တော်ကိုယ်စားလေဟာ အာလွှတ်တော်ကြီးမှာဘဲဟန်တာအသားစီးမှမရှိဘဲနဲ့ဓာတ်ရိုက်တင်ကြဆွေးနွေးလို့ရပါတယ်။ဒါဒီပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်နောင်းနေတဲ့အတွက်အပါချက်တွေဖြစ်ပါတယ်။အခု2025ခုနှစ်မှာကျင်းပမယ်ရွေးကောက်ပွဲမှာဆိုလို့ရှိရင်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်ကြီးဟာ65ရောက်တောင်ဝင်ရောက်ရှင်တိုင်းမှာဖြစ်ပါတယ်။ယခင်ယခင်တုန်းကတော့ တိပုတ်ကလည်းတော့ပိုစလေဆိုလို့ရှိရင်လူတွေကတိတ်ဆိတ်မဝင်စားတော့ဘူးဒါပေမဲ့အခုနောက်ပိုင်းမှာတော့ပြည်သူလူထုကပါတီကိုရွေးချယ်မလားကိုမျိုးနယ်အတွက်တကယ်ကိုဆောင်ရွက်ပေးနိုင်တဲ့လူကိုကြည့်မလားဆိုတဲ့အာပါရာဒိုင်းအရွေးကိုရောက်လာတယ်လို့ကျွန်မပြောချင်တယ်အဲ့တော့ပါတီထက်လူဟာပိုအရေးကြီးတယ်လွတ်တော်ကိုယ်စားလှယ်နောက်မှာအရေးချင်းရှိတဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်ဟလား လူကောင်းဖြစ်ရမယ်။အရေးကြီးဆုံးကတော့နိုင်ငံရေးကိုစီးပွားရေးနဲ့မရောထွေးဘဲနဲ့စီးပွားရေးအဖြစ်နဲ့လုံမစားသောနိုင်ငံရေးသမားကောင်းတွေဖြစ်လာနိုင်အောင်ပြည်သူလူထုကရွေးချယ်ပေးဖို့လိုအပ်ပါတယ်။အဲ့တော့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်တွေဟာသူတို့မှာ member တွေမရှိပါဘူး။ဟလာပါတီကြီးတစ်ခုမဟုတ်တဲ့အတွက် member မရှိဘူး။ဒါပေမဲ့မလိုအပ်ဘူး။ member ချက်ဟလာတတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်တွေဟာသူမျိုးနယ်ရဲ့ voter များများရဖို့လိုအပ်ပါတယ်လို့ကျွန်မဒီနေ့ကနေပြောချင်တယ် ျမတို့အခု2025ခုနှစ်မှာဆိုရင်အားလုံးကညှော်နှင့်ထားတာကတပါတီရဲကလက်ပေါ်ထဲမှာကြီးဆိုးတဲ့အစိုးရမျိုးမလိုချင်တော့ဘူးဒါကြောင့်မို့လို့ကျမတို့ကဟလာပါတီစုံရွေးကောက်ပွဲလုပ်တာဖြစ်တဲ့အတွက်ပါတီစုံပါဝင်တဲ့ညွန်ပေါင်းဆိုရကိုမျှော်လင့်နေအဲ့ဒီလိုပဲကိုပါတီအတွက်ဟိုကောင်းမွန်တဲ့တော်တော်ကိုယ်စီလောင်းနေပါလာဖို့လိုအပ်တယ်လို့ဟလာကသီးပုဂ္ဂလကိုရက် ကိုရွာဖို့တကယ်ကိုအချိုးပြုတ်မဲ့တသီးပုတ်ကလွတ်တော်ကိုယ်စလဲတွေလဲပေါင်းပြီးတော့ညွန်ပေါင်းအစိုးရဖွင့်နိုင်တာမျိုးကိုရှိပါတယ်ဒီလိုညွန်ကျမတို့မျှော်လင့်ထားတာကတပါတီတွေကနေကြီးစိုးတဲ့အာနာရှင်စနစ်ဆိုတဲ့ဟာမျိုးမကြိုက်တော့ဘူးဖြစ်တဲ့အတွက်အခုလိုမျိုး2025ခုနှစ်မှာကျမတို့ဟာလာရွေးကောက်ပွဲအသစ်ကြီးကိုပြုလုပ်တာဖြစ်တယ်ဒီရွေးကောက်ပွဲကြီးမှာကျမတို့ဟာ ဟလာဒီအားလုံးပါဝင်တဲ့ညွန်ပေါင်းပုံတဲ့အစိုးရဖွင့်နိုင်နေဆိုရင်ကျမတို့ပြည်သူလူထုမျှော်လင့်တဲ့အစိုးရတရက်တည်းဖြစ်လာမှာပဲဖြစ်တယ်ကျမတို့လွှတ်တော်မှာအခုလွှတ်တော်ကိုယ်စားလှယ်ကိုရွေးတဲ့အခါမှာဟလာပြည်သူလွှတ်တော်ကိုယ်စားလှယ်လည်းရွေးချယ်ရတယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းရွေးချယ်ရတယ် ဒီပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဆိုဟိုရွေးချယ်တတိပုဂ္ဂလတွေကိုရွေးချယ်လိုက်လို့ဟလာဒီလွတ်တော်ကိုယ်စားလှယ်လေးဟာကိုမျိုးနယ်တသေးလေးတစ်ခုတည်းပို့ပဲကိုစားပြူတာမဟုတ်ဘူးဒီလွတ်တော်ကိုယ်စားလှယ်ဟာပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်တယ်သူ့ကိုပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်လို့လည်းခေါ်တယ်ဒီပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်ဆိုတာဖြစ်တဲ့အတွက် တမိုင်နံလုံးမှာရှိတဲ့ဒေတာအားလုံးနဲ့ ਨੇ ပတ်သက်တဲ့ကိစ္စတွေကိုဆွေးနွေးပိုင်ခွင့်ရှိတယ်။နိုင်ငံရဲ့အရေးကြီးတဲ့ policy တွေကိုဆွေးနွေးလို့ရတယ်။ဒါကြောင့်မို့လို့လူကောင်းဖြစ်ဖို့လိုအပ်တယ်။ကိုယ်တိုင်းပြည်ကိုယ်ကိုလူမျိုးနဲ့ကိုရဲ့မျိုးနယ်ကို အမှန်တကယ်ချစ်မြတ်နိုးတဲ့လာတတိပုဂ္ဂလတော်တော်ကိုစလေတရားကိုရွေးချယ်ပေးလိုက်ခြင်းအပြင်တဲ့အမြင်ချင်းချင်းလေးမဟုတ်ဘဲနဲ့တနိုင်ငံလုံးကိုကိုစားပြုနိုင်ပါတယ်ဆိုတာကိုလည်းကျွန်မဘုသူတအနေနဲ့မျှဝေလိုပါတယ် အသီးလုံလနေနဲ့ကျမကအတွေ့အကြုံတစ်ခုရှိတယ်2022ခုနှစ်ပေါ့နော်ကျမတို့ဂျားပြက်ရွေးကောက်ပွဲနေနဲ့ကျမပြည်သူလွှတ်တော်ရဲကိုရောက်သွားတဲ့အချိန်မှာဟာလာပါတီတစ်ခုကနေပြီးတော့သူကတသီးပုတ်လာတော့မဟုတ်တယောက်တည်းရောက်လာတာမျိုးရှိတယ်ပေါ့နော်တယောက်တည်းရောက်လာတော့လွှတ်တော်ရဲမှာတယောက်တည်းနိုင်နေပါတီရဲ့ကိုစားပြုကိုစလေဖြစ်တယ်ဒါပေမဲ့လည်းတယောက်တည်းဖြစ်တဲ့ခါကျတော့ဟာလွှတ်တော်ရဲမှာအဆိုးရီတင်တာပဲဖြစ်ဖြစ် ဥပဒေတွေပြုတ်တာပဲဖြစ်ဖြစ်မေးခွန်းတွေလုပ်တာပဲဖြစ်ဖြစ်သူကအာမကောင်ဘူးအားလည်းမကောင်ဘူးအနိုင်လည်းမရရှိဘူးသူ့ရဲ့ဒါပေမဲ့သူ့ရဲ့ဥပဒေတွေသူ့ရဲ့အဆိုတွေဟာအရန်ကောင်းတယ်ဒါပေမဲ့အနောက်မှာသူကအုပ်စုမဖွဲ့ထားနိုင်တဲ့ခါကျတော့လွတ်တော်ထဲမှာသူ့ရဲ့အဆိုတွေဥပဒေတွေဟာမအောင်မြင်ခဲ့ဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်အခုဆိုရင်အခု2025ခုနှစ်ရဲ့ခေတ်တည်း ဈေးကောက်ပွဲမှာတတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်တွေကိုသာမဲပေးလိုက်မယ်ဆိုရင်ဒီ65ရောက်တော့လွတ်တော်ကိုယ်စားလှယ်တွေအားလုံးစုပေါင်းပြီးတော့တိုင်းပြည်နဲ့လူမျိုးအတွက်မိမိရဲ့မျိုးနွယ်အတွက်ပြည်သူလူထုအတွက်ကောင်းမွန်တဲ့အဆိုတွေဥပဒေတွေကိုပြောင်မြောက်အောင်တင်ပေးနိုင်လေဆိုတာကျွန်မယုံကြည်တယ်အခုဆိုရင်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေဟာတကယ်တမ်းသာပြည်သူလူထုကပါတီထက် လူကိုကြည့်ပြီးတော့ရွေးချယ်မယ်ဆိုရင်တတိပုဂ္ဂလတော်တော်ကိုလည်း65ယောက်တော်တော်လေးကိုဝင်ရောက်သွားမှဖြစ်တယ်เนาะအဲ့ဒီ65ယောက်ဟာစုပေါင်းပြီးတော့တော်တော်လေးမှာတတိပုဂ္ဂလအစုအဖွဲ့တစ်ခုအနေနဲ့တော်တော်လေးမှာ စုပေါင်းဆောင်ရွက်နိုင်တယ်ဆိုရင်ပါတီကြီးတစ်ခုတည်းတောင်အားကောင်းတယ်ဆိုတဲ့ဟာကိုပြည်သူလူထုကို အသိပေးတင်ပြချင်ပါတယ်။ဒါကြောင့်မို့လို့အခုဆိုရင်ကမ္ဘာနိုင်ငံအသီးသီးမှာလည်းပါတီတွေရဲ့ကိုစားပြုလွတ်တော်ကိုယ်စားလှယ်တွေဟာအရေးကြီးတယ်လို့ဟလာဒီတတိပုဂ္ဂလကိုနယ်ကိုကိုစားပြုနေမဲ့တတိပုဂ္ဂလကိုယ်စားလှယ်တွေကိုလည်းရွေးချယ်လာတယ်ဆိုတာမျိုးတွေ့ရတယ်။ ဩစတြေးလျန်ဒီဟိုလွှတ်တော်ထဲမှာဆိုလို့ရှိရင်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေဟာတအားအားကောင်းတယ်သူတို့ပြည်နယ်သူတို့မြို့နယ်တွေအတွက်ကိုတတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေကအားကျုံးမှန်တက်ဆောင်ရွက်တာမျိုးကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မို့လို့အခုဆိုရင်လေဟလာဟိုးယခင်ယခင်တို့ကအာခေဟောင်းအာဟိုခေဟောင်းကြီးတွေအတိုင်းမဟုတ်တော့ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ကကိုမြို့နယ်အတွက်အားကောင်းမောင်းသံတကယ်ကိုဖြစ်နိုင်တဲ့အရေးချင်းရှိသော လူကောင်းဖြစ်သောနိုင်ငံရေးကို လုံမစားသောလွတ်တော်ကိုယ်စားလှယ်ကိုရွေးချယ်ပေးဖို့လိုအပ်တယ်။ဒါဟာတပီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်အားကောင်းလာမယ်မြစ်ဖြစ်တယ်လို့ကျမကပြောချင်တယ်။ကျမလက်သာမျိုးနယ်ကိုအခုဝင်ရောက်ရှင်တိုင်းတယ်။လက်သာမျိုးနယ်ကို ဝင်ရောက်ရှင်တိုင်းမယ်လို့စဉ်းစားတဲ့ကောင်ကကျမက ပြင်ဆင်ထားတာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့လက်ပါမျိုးနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တရားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တရားနှစ်ယောက်အနေနဲ့ကျမပြင်ဆင်ထားတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟာပြည်သူလူထုနဲ့အနီးကပ်ဆုံးဆောင်ရွက်ပေးရပြီးတော့ policy တွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ပြည်ထောင်စုလွှတ်တော်ကနေဆွေးနွေးပေးမှဖြစ်တယ်ဒါကြောင့်မို့လို့ ိုယ့်ရဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်မှာလဲကိုယ်နဲ့အတူတူတွဲဖက်ဖြစ်နေတွဲဖက်ဟာအရေးကြီးရဲ့ဒါကြောင့်ကျမတို့တွေဟာနတ်သားမျိုးနေရနေပြီးတော့တတိပုဂ္ဂလအနေနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်တယောက်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ကျမတို့နှစ်ယောက်ရှင်းတိုင်မှာဖြစ်ပါတယ်ဒီနှစ်ယောက်စလုံးကိုရွေးချယ်ပေးဖို့လိုအပ်ပါတယ်။ဒါမှသာလျှင်တွတ်တော်ရဲမှာအာမြုပ်နယ်အတွက်ဟန်ချက်ညီညီကျမတို့ကဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။